ရခင်ကျေးဇူးတို့ချီးမွမ်းပါတယ်။အလောင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ကျွန်တော်တို့အတူတကွာဆင်ကျင်ဖို့အတွက်ကတော့ခရစ်တော်နဲ့အတူစူးစမ်းခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ဝင်ငှချင်ပါတယ်။တမန်တော်ရှင်ပေါ်လူကဒီတိမောသေဩဝါဒစာဒုတိယစာဆောင်မှာဒီသူအသက်တာနဲ့ပတ်သက်ပြီးတော့မှသူဘာလုပ်လဲဆိုလို့ရှိရင်သူသက်တည်ခံတယ်ပြီးတော့မှ ခွန်အားပေးတယ်အာသူကမကြခင်မှာဒီခရစ်တော်အတွက်အေးဝင်ကလေးတင်းစကားအတွက်တမာတရားအတွက်ဝင်ငှလို့အသက်ခံရတော့မှာ ਉਹ ဆိုတော့အဲ့ချိန်မှာတိမောသေးရလေဒါပဲလုပ်နေတာဟောအင်္ဂလိပ်ပြောတယ်တမာတရားဟောပြောတယ်အသင်းတော်ထိဆောက်ပေးနေတယ်ဆိုတော့တိမောသေးလေးနေရာမှာတော်ဝင်ခံစားပြီးတော့မှာ အတူကြောက်များကြောက်နေမလားပေါ့အစကတည်းကတိမောသေးကလည်းအဲ့လိုမျိုးကြောက်တတ်တဲ့သူဖြစ်တယ်လူငယ်လေးဖြစ်တဲ့အခါမှာ तू ကြောက်များကြောက်နေမလားတိမောသေးကဒီလိုစဉ်းစားနိုင်တာပေါ့အိုငါလေးတမန်တော်ရှင်ဘောလူလူပဲအာဒီလိုဟောပြောတတ်တည်ခံနေဒီလိုအသိတော်ကိုတည်ထောင်ပြီးနေပြုစုပေးနေတဲ့အဲအတွေ့အကြုံလို့ငါလည်းတည့်ရက်ကျရင်ဒါမျိုးဖြစ်မင်းအဲဒါမျိုးငါ့ကိုလောက်ခံရနိုင်တယ်ဆိုတဲ့အဥ္စာမျိုး तू တွေးနိုင်တယ်ပေါ့ငါတွေးတဲ့အခါမှာ तू ဒီ ဲတွန်တင်ချက်လေးရစ်တီချက်ပေါ့နော်ပြီးတော့မှအကျိုးရှိတဲ့အရာလေးကိုဘယ်လိုအကျိုးရှိမလဲဒီလိုမျိုးဒုက္ခဆင်းရဲခံရတာဘယ်လိုအကျိုးရှိမလဲဆိုတဲ့အရာလေးကိုတေချာအာပြောပြထားတယ်ပေါ့နော်တွန်တင်ထားတယ်ဒါကျွန်တော်ယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့ယုံကြည်ရည်တည်ချက်လေဖြစ်တယ်ဆိုတော့တွေ့ရပါတယ်အဲ့တော့ဒါနှစ်တိနှစ်အငယ်၈ကနေ၃ထိမှာဒါလေးကိုကျွန်တော်ဒီညာ တူတူကဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။ဒါဝိမျိုးဖြစ်သောယေရှုခရစ်သည်ငါဟောပြောသောအင်္ဂလိပ်တရားအတိုင်းတည်ခြင်းမှထမြောက်တော်မူသည်ဟုအောက်မိလော။ထိုတရားကြောင့်ငါသည်လူဆိုးကဲ့သို့ခြိနှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ၏။သို့တော်လည်းဖျံသခင်နှုတ်ကပတ်တရားတော်သည်ခြိနှောင်ခြင်းနှင့်ပြင်လို၏။ ဆိုတော့ခုနပြောသလိုဒီအဓိကကတော့အင်္ဂလိပ်တင်းစကားကိုတာစီပိတ်ပင်နေတဲ့သူတွေကကျူးလူမျိုးတွေကလည်းအများဆုံးပါတယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အာသခင်ယေရှုခရစ်တော်ကမေရှိယကတင်ရှင်ဖြစ်သူတို့ကလက်မခံဘူးဗျ။အဲ့ဒီလက်မခံတဲ့အတွေ့အကြုံမလို့ဒါတမန်တော်ကြီးရှင်ပေါ်လူကိုသူတို့ကဝိုင်းပြီးတော့မှ ဟိုအပြစ်ရှာပြီးတော့မှထောင်ရေးပို့ရပို့ကြတဲ့အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်။တမန်တော်ရှီပေါ်လို့ကလည်းဒါဟုတ်ပဲသူထက်ခါပြောတယ်။ဘာကြောင့်လဲဆိုဂျူးတွေကသူတို့တိတ်ဒါမကြခင်ပေါ့တမန်တော်ရှီပေါ်လို့တော့ငေးတာပေါ့။သူတို့ကြံခဲ့တဲ့နှစ်အပိုင်းခြားတစ်ခုမှာတော့ဒီတခင်ယေရှုခရစ်တော်ကိုသူလက်ဘွားကထဲမှာတင်ပြီးတက်ပလိုက်။ဟိုဒါကငါတို့ဂျူးဘာသာကိုလာဖြက်စီးရဲ့သူ ခရိယန်နဲ့မိစ္ဆာအယူဝါဒတမန်တော်ရှင်ပေါ်လူတော်မှာအရင်တော့ကဒါလိုမျိုးပဲယုံကြည်ဒါလိုပဲနားလေခဲ့တာဒါပေမဲ့သခင်ရှုကိုယ်တိုင်သူ့လင်းဖွင့်ပြပြီးတော့မှ revelation ဆိုကိုထင်ရှားဆိုပြပြီးတော့မှသူ့ရွေးနှုတ်ခဲ့တာနောက်ပြီးတော့မှသူ့ကိုခွဲခဲ့မှတ်သားခဲ့တယ်ဆိုတော့တွေ့ရတာအဲ့ဒါကြောင့်သူဒါဝိဒ်သူထပ်ပြောတယ်ငါကတော့ပို့ပြီးတော့မှ confirm ပြန်တော့ဒါဝိဒ်အမျိုးဖြစ်တော့ယေရှုခရစ်တော် ဆိုတော့အဲ့ဒီတော့လေယေရှုဆိုတဲ့နာမည်ကြီးကအများကြီးဖြစ်တဲ့ကောင်မှာဒီယူရာမျိုးဒါဝိဒ်ရဲ့အမျိုးအနွယ်ဒေးကနေလာတဲ့ခရစ်တော်သူဒါကိုပြောတယ်ယေရှုဆိုတဲ့နာမည်နဲ့ခရစ်တော်အဲ့ဒီယေရှုခရစ်တော်ရဲ့ငါတို့အပြစ်တွေအသေးခံခြင်းတကြိုချင်းစံစားလိုက်တဲ့အတိုင်းတော်ရမြောက်တဲ့ဒီမှာရှင်ပြန်ထမြောက်ခြင်းဆိုတဲ့အရာကအဲ့အဲ့တိုင်းပဲအဲ့ဒီတရားအတွက်ကိုလူစုတယောက်လို့ငါမလုပ်ရလဲဆိုလို့ရှိရင်ငါအခုလိုထောင်ထဲမှာဒုက္ခဆင်းရဲ နော်ဒါကိုသူကတေချာလေးရှင်းပြတယ်ဒါပေမဲ့နှုတ်ကပတ်တရားတော်အပြင်ငါ့ကိုမချီနှောင်ထားနိုင်ပါဘူးအဲ့ဒါတော့တော်တော်လေးခွန်အားရတယ်ဆိုတော့အဒုက္ခစင်းရဲလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ခံနေရတဲ့ဒုက္ခဒီရတစ်ခါလေးကြောက်လို့ရှိရင်အကိုစိုက်တဲ့အတိုင်းကိုရေးရတဲ့ကိစ္စမျိုးလေးတွေလည်းရှိလို့အအခြေအနေအကြောင်းအကြောင်းကြောင့်ဘုနော်ဒါကျွန်တော်တို့ဒုက္ခစင်းရဲခံနေရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီမှာတမန်တော်ရှင်ပေါ်လို့ပြောတဲ့ ဒုက္ခဆင်းရဲကြတော့ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲအေးဝံဂလိသတင်းစကားပြောလို့နှုတ်ကပတ်တော်ဝေငှလို့အသင်းတော်တည်ထောင်ပြီးအသင်းတော်ပြုစုတည်ဆောက်ပေးနေလို့သူကဘာခံရတာလဲဆိုတော့ဒုက္ခဆင်းရဲခံရတာဆိုတော့ဒါကြောင့်သူဟိုညင်ပန်းလူဆိုးတယောက်လို့သူ့ကိုထောင်ထဲမှာချပြီးတော့မှညင်ပန်းနှိမ့်ဆက်တယ်ဆိုမှပြောတယ်ဒါပေမဲ့တဲ့သူဘာကိုပြောပြလဲဆိုတော့အဲ့ဒီဒုက္ခဆင်းရဲကိုခံရတာဒါဘယ်ပိုင်းလဲဆိုလို့ရှိရင်စိတ်ခံတာပိုင်းဆိုင်ရမှာသူခံရတာ မကြိုက်ဘူးဗျာဟုတ်တယ်မလားလွတ်လွတ်လပ်နေလို့မရဘူးရိုက်နှစ်တာတွေရှိနိုင်တယ်တော့ကောင်းကောင်းမမစားရအောင်ကောင်းကောင်းမအိတ်လို့မရအောင်ဆိုယောဂဘေးရတွေရေပြားယောဂတွေဖြစ်နိုင်တယ်ဒါထောင်ထဲမှာရှိတဲ့တဘာဝအတိုင်းပေါ့နော်ဒါမျိုးရှိနိုင်တယ်ဆိုတော့ဒါတွေကို तू ကဘာဖြစ်လဲဆိုလို့ရှိရင်ခရစ်တော်ကြောင့်ခံရတဲ့ဆင်းရဲဒုက္ခဖြစ်တယ်ဒါပေမဲ့နောက်ဘက်တော်ကတော့ချီနောင်ထားလို့မရဘူးဆိုတာသူ့ရဲ့အထင်းမှာတော့ခရစ်တော်ကသူ့ သူ့လောက်ရဲ့မှန်နေဆိုတော့အထင်းကနေတက်တည်ပြီးတဲ့အခါမှာသူဝမ်းမြောက်တကြည်နဲ့နေဒီမှုရောက်မှာအေးအေးဆေးဆေးသူဖြတ်သန်းနိုင်နေဆိုတော့ဟိုနားလေရတယ်တာဝလေးတမန်တော်ဣရှင်ဘောလို့ကတိမောသေးကိုတက်တည်ခံနေထောင်ထဲကနေပြီးတော့ငါသားမင်းအခုလုံနေတဲ့အရာတို့မင်းမကြောက်နဲ့မစိုးရင်ငါဒီလိုခံရတာမှန်တယ်အေးဒါပေမဲ့ငါခံနေရပြီမဲ့ငါရဲ့အထင်းမှာဒီလိုမျိုးခံစားချက်နဲ့ ဖះကငါ့ကိုလမ်းပြနေတယ်ဆိုတော့ तू ကတိုက်တွန်းတယ်နှူးဆိုပြီးကျွန်တော်တက်တာမှလည်းအဲ့ဒါအရေးကြီးတယ်ခရစ်တော်ကြောင့်ခံလာရတဲ့ဒုက္ခစီရင်မှန်နေစစ်မှန်နေခရစ်တော်ရဲ့တမန်တရားဩဝါဒကြောင့်ကျွန်တော်တို့ကအာပြေတနာဒုက္ခစီရင်ခံရမယ်ဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာကျွန်တော်တို့ရက်တည်ပြီးတော့အသက်ရှင်ဖို့လိုအပ်တယ်ဆိုတာတွေ့ရတယ်ဒါခရစ်တော်ကြောင့်ဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်တဲ့ကံမှာထို့ကြောင့်ရွေးကောက်တော်မူသောသူတို့သည်ထာဝရဘုန်းတည်ရင်တကွာ စ်တိုအားဖြင့်ကေတင်ခြင်းသို့ရောက်ဆင့်တော့မှာသူတို့အဖို့ရရာကုန်ကတီးခံ၏တော်တော်ပြောချင်လဲဆိုတော့ဒီနောက်ပိုင်းမှာယုံကြည်လာမဲ့သူတွေရှိနေတယ်။သခင်ယေရှုခရစ်တော်ကိုကတိမှရှိပြီးယုံကြည်လက်ခံလာမဲ့သူတွေအဲအဲ့ဒီသူတွေရွေးကောက်တော်သူလို့သူကတုံးထားတယ်။အဲ့လိုရွေးကောက်အဲအင်္ဂလိပ်တဲ့စကားကိုကြားပြီးတော့မှယေရှုကိုကတိမှရှိပြီးယုံကြည်လက်ခံလာမဲ့သူတွေအတွက်ကိုအဲ့ဒီသူတွေက ယေရှုရေ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 ယုံကြည်လာဖို့အတွက်ကိုအခုသူခံရတဲ့ဒုက္ခဆင်းရဲကိုသူတီးခံအဲ့ဒီသူတွေအတွက်ပုံသက်တည်ကိုသူကောင်းကောင်းပြခဲ့ရဆိုတဲ့ဥစ္စာကိုဒီနှုတ်ဘက်တော်ကပြောပြထားတယ်ဆိုတွေ့ရတယ်။ဒါဒီကနဦးခရိယံဖြစ်ရတော်တော်လေးတော့အာပိဆက်မှုများတယ်။အခုကျွန်တော်တို့အချိန်နေနေတော့လုံးဝမတူဘူး။ခရိယံဖြစ်ပြီးဟေ့ဆိုတာနဲ့ဖက်ဖက်ကနေနှိမ့်ဆက်ညှင်းပန်းဒုက္ခပေးမဲ့သူအများကြီးရှိတယ်။ ပြီးတော့မှမနက်ကလည်းဒါကစပြီးတော့မှအစပြုတ်လာတာပေါ့နော်ဆိုတော့ခရစ်တိုကအသင်းတော်အဖြစ်ရုပ်လုံးကြွလာတော့မှကဘာဝမှာစပြီးပေါ်လာတော့မှဆိုတော့အဲ့ဒီအရာကိုသူကအစဥ်ကလေးကသူကဖိနှိပ်ပြီးတော့မှနှင်းပန်းနှိပ်စက်ပြီးတော့ဖြတ်စည်းလိုက်မှဒါပေမဲ့အဲ့ဒီခစ်အဲ့ဒီခါတော့ယုံကြည်ခြင်းတကယ်ပြတ်သားခဲ့တဲ့သူတွေဖြစ်တယ်ဆိုတော့ဒါဘိုးဘီးတို့ရဲ့ယုံကြည်ခြင်းပေါ့ဆိုတော့ဒါကျွန်တော်တို့ကတကယ်အဲ့သူတို့ကိုကြည့်ပြီးတော့မှစံထားရမယ့်ပုံစံတွေ ဒါဒါဖြစ်တယ်ဆိုတော့ဦးနားလေရတယ်သူထပ်ပြီးတော့ခွန်အားပေးတဲ့အရာအရင်ခွန်အားရတဲ့ဥစ္စာကဒါကအာနှစ်တိနှစ်စတိကနေစနစ်မှာတစ္ဆာစကားဟူမူကသူတခင်နဲ့အတူသေလင်အတူရှင်လိမ့်မယ်ဒါတော့ရှင်းတယ်တခင်ယေရှုခရစ်တော်ကအဲ့ဒီအချိန်မှာသူ့အတွက်ကျွန်တော်တို့က ဟော sorry သူ့အတွက်တမန်တော်ကြီးရှင်ပေါ်လူတို့ကအာအဖို့ခပေးနေတယ်အဲ့ဒီခရစ်တော်နဲ့အတူတူသူတည်သွားလို့ရှင်လေခရစ်တော်ကသူနဲ့အတူရှိနေမှာသူနဲ့အတူတည်ဒါမျိုးတပိုင်းကိုလည်းပြောလို့ရတယ်လို့တော့ခရစ်တော်နဲ့အတူတည်တယ်လို့ပြောတဲ့အရာကိုယ့်ရဲ့အသက်ရှင်မှုတွေအကုန်လုံးကဘာမှမဟုတ်တော့ခရစ်တော်သာလေသူ့ဘဝရဲ့အရှင်သခင်ဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်အတွက်သူအသက်ရှင်နေခြင်းဖြစ်တယ် ေတာလေအဲ့ခရစ်တော်နဲ့တူတေလိုက်တဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုလို့ရှိရင်အဲ့ခရစ်တော်နဲ့တူတူရှင်ပြန်ပြီဆိုတဲ့ဥစ္စာကိုဘုရားတောင်ပြောပြထားတယ်။နောက်တစ်ခုကသူဘာပြောလဲဆိုတီးခံရင်ထိုသခင်နဲ့တူစိုးစံလိမ့်မယ်။ထိုသခင်ကိုငါတို့ဒီငင်းပယ်နေငါတို့ကိုငင်းပယ်တော့မူလိမ့်မယ်။ဩတော့ခရစ်တော်ကိုငင်းပယ်နေတယ် အခစ်တုံးကယေရှုကိုယုံရင်သူကပြဿနာစခံရတယ်အများကြီးရှိတယ်။ဆိုတော့ဂျူးတွေဆိုလို့ရှိရင်ချင်းတွေနဲ့ပြစ်ချခံရတယ်။လွှတ်နဲ့အရှင်လက်လက်အပိုင်းခံရတာရှိတယ်။ပြီးရင်အာကောင်းဖြတ်တက်ခံရတာရှိမီးရှို့တက်ခံရတာရှိဒါမျိုးတွေအများကြီးရှိတယ်။အဲ့ဒီမှာဘာလို့ရလဲဆိုလို့ရှိရင်ခရစ်တော်ကိုငင်းပယ်လိုက်လို့ရတယ်။ဒါမျိုးတွေ့ရပြီးတော့ ဒီယောမအင်ပါရာထဲမှာဆိုလို့ရှိရင်ယောမရှင်ပြင်သာငါတို့ရဲ့အရှင်သခင်ဆိုပြီးတော့မှပြောရယောမအရှင်ကငါတို့အဲယောမဘုရင်ကငါတို့အရှင်သခင်မဟုတ်ဘူးလို့ငင်းပယ်ပြီးတော့မှခရိယန်တွေကယေရှုသည်အရှင်သခင်ဖြစ်တယ်လို့ပြောရအဲအဲ့လိုမျိုးဆိုလို့ရှိရင်ခုနပြောလို့ခေါင်းဖြတ်ခံရတယ်အတီသက်ရှင်ခံအာအရန်ဖုတ်ခကြည့်နော်အဲ့ဒါကြောင့်ဒီတမန်တော်ရှင်ပေါ်လာတိချာပြောပြတာအဲ့ဒီယေရှုခရစ်တော်ငင်းပယ်တော့ မင်းတို့ယေရှုကပြန်ပြီးညင်းပေးသွားလိမ့်မယ်။အေးအဲ့ဒီယေရှုကိုမင်းတို့ကဝန်ခံနေဆိုလို့ရှိရင်တော့သူကပြောလဲဆိုရင်သီးခံနေသီးခံထိုးတခင်နဲ့တူစိုးစံလိမ့်မည်။ဆိုတော့အဲ့ဒါအဲ့ဒီစကားတကယ်ခွန်အားရတယ်။သီးခံနေဆိုတော့အခုဖြစ်နေတဲ့ဒုက္ခအခက်အခဲပြဿနာကိုသီးခံနေဆိုရင်ဘာလဲဆိုလို့ရှိရင်ဘာဖြစ်ချင်းခံရမလဲဆိုစိုးစံချင်းခံရ သဒ္ဓဘမှာကျွန်တော်ပြန်တွေ့ရလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ရုံကြည်တက်ဝင်မှုပါဒါကျွန်တော်တို့ရုံကြည်တဲ့နှုတ်ကပတ်တော်တွေကလာတဲ့ဥစ္စာကိုသူတို့ယုံကြည်တဲ့အခြားဘောနောနှုတ်ကပတ်တော်အ내ဖွင့်ပြီးတော့ယုံကြည်တဲ့သူတွေကလည်းပုံစံမျိုးမျိုးရှိဒါပေမဲ့ကျွန်တော်တို့ယုံနဲ့ယုံကြည်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ rapture လို့ခေါ်တဲ့ချီဆောင်ခြင်းကြလို့ရှိရင်လာပြီးတော့မှချီဆောင်သွားလိမ့်မယ်ဆိုတော့ဒီအာကာသကောင်းကင်ပေါ့နော် ဆိုတော့အာကာသကောင်းကင်ကနေချီဆောင်ချီဆောင်တဲ့အခါမှာဒီမှာတည်တဲ့သူတွေကတင်းကြိုင်းကိုပွင့်ပြီးတော့မှသူတို့ရဲ့ခန္ဓာကိုယ်နဲ့ခရစ်တော်နဲ့တူတူလိုက်လာတယ်သူတို့ရဲ့ဝိညာဉ်ပြန်ပေါင်းဆက်ပြီးတော့မှအာကာသကောင်းကင်မှာသွားဆုံးလောကမှာအသက်ရှင်ပြီးတော့မှယေရှုယုံနေတဲ့ယုံကြည်သူတွေကလည်းရှိအောင်အဲ့ယုံကြည်သူတွေကလည်းမျက်စိတမိတ်လက်တပြတ်ဆိုတာအခုနောက်တည်ခြင်းကနေရှင်ပြန်ထမြောက်သွားတဲ့သူတွေပြီးတာနဲ့ဒီမှာရှိနေတဲ့ ယုံကြည်သူတွေကလည်းခန္ဓာကိုယ်ပြောင်းပြီးတော့မှဒါကျွန်တော်တို့အကတ္တကောင်းကင်မှာအကုန်လုံးပြန်ဆုံရမယ်အဲ့ဒါကိုချီဆောင်ခြင်း rupture လို့ခေါ်ချီဆောင်ခြင်းအဲ့ဒါနဲ့ဘယ်ကိုချီဆောင်သွားမလဲဆိုလို့ရှိရင်ကောင်းကင်ကိုချီဆောင်သွားမယ်တတိယကောင်းကင်ပုံမှာချီဆောင်သွားမယ်တတိယကောင်းကင်ပုံမှာယေရှုခရစ်တော်ရဲ့ပလင်ဆိုတာရှိနော်ဒါကကြတော့ခုနအာဒါနှစ်ကောငါငွေ30မှာဒါလေးကိုတွေ့ရတယ်ခရစ်တော်ရဲ့တရားပလင်မှာကျွန်တော်တို့က လောကမှာဖခင်ရဲ့အလိုတော်နဲ့အညီနှုတ်ကပတ်တော်တိုင်းအသက်ရှင်ခြင်းဒါမှမဟုတ်ရှိကိုယ့်ရဲ့စိတ်ကြိုက်အသက်ရှင်ခဲ့ခြင်းအဲ့ဒီအပေါ်မှာဘာလို့ချင်းခံရမလဲဆိုတော့တရားစီရင်ခြင်းခံရမယ်။ဒါပေမဲ့ကျွန်တော်ငြေကြမှာတော့မဟုတ်တော့ယေရှုအဖေကျွန်တော်တို့တော့ထာဝရလွတ်မြောက်ခြင်းအပင်ကြီးသွားစရာတော့မလိုတော့ထာဝရအသက်ရှင်ခြင်းဖျက်သားမှုတော့ဖြစ်တော့တယ်။ဒါပေမဲ့ထာဝရကာလမှာဖခင်မပြီးဖခင်ပြီးမဲ့စုမရတော့တဲ့အတွက်ကြောင့်မို့ဒီ ဆုံးရှုံးနစ်နာမှုတွေတော့အများကြီးရှိမိဆိုတာတွေ့ရတယ်။ပြီးတဲ့အခါမှာအဲ့ဒီယေရှုခရစ်တော်ကအပေါ်မှာစုပြီးနေတဲ့အချိန်မှာဒီညီကြီးမှာကျတော့ဘာဖြစ်မလဲဆိုလို့ရှိရင်ဘီးဒိန်ကာလ9နှစ်ဆိုတာဖြစ်မယ်။ဆိုတော့ဘီးဒိန်ကာလ9နှစ်မှာစာရမဏတ်ကဒီလောကမှာရှိနေတဲ့သူတွေကိုသူကအုပ်ချုပ်ပြီးတော့သူကဖျားလုပ်ဖို့အတွက်သူကစီစဉ်နေတယ်ဆိုတော့တွေ့ရတယ်။ဟုတ်ပြီအဲ့ဒီဘီးဒိန်ကာလ9နှစ်ပြီး ကောင်းကင်မှာလေခုနပြောတဲ့ဒီခရစ်တော်ရဲ့တရားပလင်မှာစုပြီးတံပြီးအကျိုးအပြစ်ကိုပြီးမဲ့ကိစ္စလေအပြီးဆိုတော့ပြီးသွားတဲ့အခါမှာခရစ်တော်ကပြန်ပြီးတော့မြေကြီးပေါ်မှာပြန်ကြွလာတယ်။ဆိုတော့အဲ့ဒီပြန်ကြွလာတဲ့အချိန်မှာစာရန်ကိုရဲ့အနှစ်တထောင်ကျွင်းထဲမှာဒါကိုသူကချုပ်ထားတယ်။ဆိုတော့ဒါလေးကိုကျွန်တော်အာကျွန်တော်ရဲ့ယုံကြည်ချက်တည်ချက်လေးကိုပြောပြတာဖြစ်တယ်။ အဲ့ဒါနဲ့အဆက်ဆက်ကိုပြောချင်တာဒါကဘာမှပါလဲဆိုလို့ရှင်ဗျာရိတ်ကျန်ခန်းကြီး20မှာပါတယ်တဖန်ကောင်းကင်တမန်ဒီအ내ဆုံးသောတွင်းဤတော့နှင့်တန်ဂျိုးကြီးကိုကင်လျက်ကောင်းကင်ကဆင်းသက်သည်ငါမြင်၏ရှီးမွေဟောင်းမာနတ်စာရန်ဒီဟူသောငကားကိုကင်ဖန်း၍အနှစ်တထောင်ဖို့ခြီနောင်လေ၏အနှစ်တထောင်မကုံမီတိုင်အောင်လူအမျိုးမျိုးတို့ကိုမလဲ့ပြားရမည်အကြောင်း အနက်ဆုံးသောတွင်တွေသို့ချပြေလောင်ထား၍တစိတ်ခလီအနှစ်တစ်ထောင်ပုံပြီးမှတဖန်ခဏလွှတ်ရအောင်တွေ့လားစာရန်ကိုဒီအနှစ်တစ်ထောင်ရည်ကြီးပေါ်မှာခရစ်တော်အုပ်ဆိုးတဲ့ကာလကြလို့ရှိရင်အနက်ဆုံးသောကျွင်းဆိုရယ်ဖခင်ချုပ်ထားတဲ့နေရာမှာတစိတ်ခတ်တယ်ဆိုတာသူကချိတ်ပိတ်လိုက်ထားလိုက်ဖခင်ကချိတ်ပိတ်ထားလိုက်တော့သူထွက်လာလို့မရအောင်အဲ့လိုပုံစံမျိုးအဲ့ချိန်မှာမြေကြီးပေါ်မှာဘသူက အုပ်ချုပ်မလဲဆိုလို့ရှိရင်ခရစ်တော်ကပြန်အုပ်ချုပ်မှာဖြစ်တယ်ဆိုတာတွေ့ရတာဒါကြောင့်ပထမတစ်ခေါက်တုန်းကယေရှုခရစ်တော်ကြွလာတာဒီသိုးတငယ်ကျွန်တော်ရဲ့အဖြစ်ကိုဖြေရှင်းမဲ့သိုးတငယ်အနေနဲ့ကြွလာတာဖြစ်တယ်အခုသိုးတငယ်အနေနဲ့အားလုံးကနှိမ်ချပြီးတော့မှရိုက်နှက်ပြီးတော့မှအဖြစ်ကြွေးကိုဆက်တဲ့သိုးတငယ်အနေနဲ့ကြွလာပြီးမယ်အခုတခါတော့ ဒီနှစ်တစ်ထောင်ပြန်ပြီးတော့အုပ်ချုပ်မဲ့အချိန်မှာကြွလာတဲ့အခါမှာရှင်သိကဲ့သို့ကြွလာတာဘယင်ဒဂါတို့ရဲ့ဘယင်သခင်ဒဂါတို့ရဲ့သခင်နေနဲ့ပြန်ကြွလာအုပ်ချုပ်မဲ့ဘယင်ဘယင်ဒဂါတို့ရဲ့ဘယင် Kings of King Lords of Lord ဆိုတဲ့ပုံစံမျိုးနဲ့သူကြွလာတာဖြစ်တယ်ဆိုတော့တွေ့ရဒါဆိုရင်အခုနအနောက်ကနေပါလာမဲ့သူတွေကအဲ့သခင်ရဲ့နောက်လိုက်တွေပြန်ဖြစ်လာတယ်ဆိုတော့တွေ့ရအဲ့ဒါလေးကကြတော့ ဒါဗျာဒိတ်ကျန်ခိုင်း20အငယ်၄မှာပလင်များကိုလည်းငါမြင်၏ပလင်ပေါ်မှာထိုင်တော်မူသောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏။ตาရဲ့နေသူဤရုပ်ထုကိုမကိုးခွေသူဤဒစိလက်မှတ်ကိုနဖူးနိုင်မခံလက်နိုင်မခံဘဲနေ၍ယေရှုဤတက်တည်ခံတော်မူခြင်းနှင့်ဖျားသခင်နှုတ်ကပတ်တော်ကြောင့်လေပင်ဖြက်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုငါမြင်၏။သူတို့သည်အသက်ရှင်၍အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နဲ့တူစိုးစင်ရကြလိမ့်မယ်။အော်အဲ့မှာစိုးစင်ရခရစ်တော်နဲ့တူအနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နဲ့တူစိုးစင်ရကြလိမ့်မယ်။ဒါအပေါ်မှာပြောထားတဲ့အရာတွေကညီကြီးဘေးဒဏ်ကြီးကာလမှာအဲ့ဒီမာနက်ကိုမကူးကွယ်တဲ့သူပြီးတော့မှမာနက်ကိုဟိုပေးထားတဲ့ဒီဒစိတ်တွေရှိရပြ။သူကဒီနဖူးမှာဒစိတ်ရိုက်တာတော့ပြီးတော့မှဒီလက်မှာသူ့ရဲ့အမှတ်ဒစိတ်ကြီးဆိုတာ jeeps ကြီးပေါ့နော်။ မိုက်ခရိုချစ်စ်ဒီကောင်တွေကိုထည့်တဲ့ဥစ္စာတွေမလောက်တဲ့သူတွေကလည်းသူတို့ခေါင်းဖြတ်အသက်ခံရတဲ့မာတူရာတွေဖြစ်တယ်။ဆိုတော့သူတို့တွေကပြန်ပြီးတော့မှဘာဖြစ်လာမလဲဆိုလို့ရှိရင်အငငားမှာကျင်းသေးသောသူတို့သည်ထိုအနှစ်တစ်ထောင်မကုန်မီအသက်မရှင်ရကြဤထမြောက်ခြင်းကပထမထမြောက်ခြင်းဖြစ်သည်ဆိုတော့ပထမထမြောက်ခြင်းဆိုတာကကြတော့ခုနပြောတဲ့ဒီ ခရစ်တိုကိုကယ်တင်ပါရှင်ပြီးယုံကြည်လက်ခံလိုက်တဲ့အခုက rapture လို့ခေါ်တဲ့ချီဆောင်ခြင်းမှာထမြောက်တဲ့သူ့ကိုပြောတာဖြစ်တယ်ဆိုတာတွေ့ရတယ်။နော်ပြီးတော့မှတည်နေတဲ့သူတွေအသက်ရှင်ပြီးတော့မှရှိနေတဲ့ယုံကြည်သူတွေကောင်းမြတ်တက်ပြီးတော့ပြန်ကြွလာကြတယ်။အဲအဲ့ဒါပထမထမြောက်ခြင်းနော်ပြီးတော့မှအဲဘာလဲပါသည်လဲဆိုလို့ရှိရင်ဒီညီကြီးပေါ်မှာခုနဗီးဒိန်ကာလ9နှစ်မှာ မာနက်ကိုမဝန်ခံမကူးကွယ်တဲ့သူတွေကလည်းအဲ့ဒီမှာအတိတ်တချင်းခံပြီးတော့မှထမြောက်တဲ့အရာရှိလာဒါကိုလည်းတွေ့ရတယ်နော်အငယ်6မှာကြတော့ပထမထမြောက်ခြင်းကိုဝင်စားသောသူသည်မင်္ဂလာရှိသောသူတန့်ရှင်းသောသူဖြစ်ထိုသူတို့သည်ဒုတိယတည်ခြင်းနှင့်ဒုတိယတည်ခြင်း၏လက်နှင့်ကင်းလွတ်လျက်ဖျားသခင်ယစ်ဘရဟိခရစ်တော်၏ယစ်ဘရဟိဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နဲ့အတူစူးစင်ရလိမ့်မယ်။အခုကျွန်တော်ပြောတာနည်းနည်းရှုံရှုပ်သွားမယ်နော်။ပြန်ပြီးတော့အခုပြောပြမယ်။ဒီမြေကြီးပေါ်မှာဘီးဒိန်ကာလမှာစာရမဏတ်ကိုမကူးကွေမဝန်ခံတဲ့သူတွေသည်အဲ့ဒီမှာထမြောက်ပြီးတော့မှခရစ်တော်နဲ့အတူတူအနှစ်တစ်ထောင်မှာစူးစင်ရမယ်။အခုနောက်တစ်ပိုင်းကခုနက rapture မှာပါသွားပြီးတော့မှပြန်လာတဲ့အုပ်စုပြောတာကိုယ်ဆို rapture မှာပါသွားမှပြန်လာတဲ့အုပ်စုမှာနှစ်အုပ်စုရှိနေတယ်။ဘုရားသခင်ကြီးရစ်ဘရဟိတ်ဆိုတာကဓမ္မဟောင်းတုံးကကောင်းကင်ရဲ့ညီကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုကိုးကွယ်တဲ့သူတွေများသောအားဖြင့်ဂျူးလူမျိုးတွေတပားမျိုးသားတွေဘုရားကိုကိုးကွယ်ရတယ်ရှိနေတယ်။ဆိုတော့သူတို့တွေကတကယ်ပဲဘုရားကိုကိုးကွယ်တယ်။ဘုရားရဲ့ရစ်ဘရဟိတ်လို့ နောက်တစ်ခုကကြတော့ဒီမှာပါလဲဆိုလို့ရှိရင် crypto e yiprohit နောက်တစ်မျိုးထပ်ပြောထားတယ် crypto e yiprohit ဆိုတာကြတော့တမသစ်မှာရှိခဲ့တဲ့ယုံကြည်သူတွေပြောကြတာဖြစ်တယ်ဆိုတာတွေ့ရတယ်တမသစ်မှာရှိတဲ့ယုံကြည်သူတွေထဲမှာမှာဖះရဲ့အလိုတိုင်းအသက်ရှင်ပြီးတော့မှကောင်းကင်မှာ crypto တရားပြင်မှာစုချင်းမြင့်ခြင်းခံရတဲ့သူတွေဒီ ဘာလို့ချီခံရမလဲဆိုတော့အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နဲ့အတူစိုးစံရကြလိမ့်မယ်ဆိုတော့ဒါကခုနကတမန်တော်ကြီးရှင်ပေါ်လို့ဒီအကြောင်းအရာကိုပြောတာဖြစ်တယ်ဆိုတော့သိရတယ်ငါတို့ကသီးခံတယ်ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲပြဿနာတွေသီးခံတယ်ဆိုလို့ရှိရင်ဒီမှာငါတို့ဘာလို့ချီခံရမလဲဆိုလို့ရှိရင်ပြန်ပြီးတော့မှခရစ်တော်နဲ့အတူစိုးစံရတာဆိုတော့ဒါကိုနောက်ထပ်ဓာတိကျန်ခန်းကြီးနားမှာတစ်ချက်ပြန်တွေ့ရတယ် ဓာတိကျန်ခန်းကြီး9မှာအငဲ့တစ်စင်မှာကြတော့ဒါကြောင့်ဒစိတ်တီခွာတဲ့အခါမှာဆိုတော့အဒစိတ်ပေါ့နော်ဒစိတ်တီခွာတဲ့အခါမှာဘယ်သူခွာမလဲဆိုတော့ဟိုခွာမဲ့သူမရှိဘူးခွာမဲ့သူမရှိတော့ဒါကြတော့တမန်တော်ကြီးရှင်ယောဟန်ရဲ့ဓာတိကျန်ဆိုတော့တမန်တော်ကြီးရှင်ယောဟန်ခရစ်တော်ကအာဖွင့်ပြပြီးတော့မှဓာတိပြီးနေနောက်ကာလမှာဖြစ်မဲ့အရာဖြစ်ခဲ့ပြီးတဲ့အရာဖြစ်နေတဲ့အရာတွေသူကတေချာရှင်းပြပြီးပြောပြတာဒါပေမဲ့သူကလျှို့ဝှက်ပြီးပြောတဲ့စာဖြစ်တယ်လို့ပြောတယ် เนาะဒါကြောင့်ဗျာဒီကျမ်းကြောင့်ဒါမဲ့တတ်ရှင်သောဝိညာဉ်တော်အပြင်ကျွန်တော်တို့နားလည်နိုင်တယ်သိရှိနိုင်ပါတယ်ဆိုတော့အဲ့ဒဇိတ်လေးတွေဖြန့်ဖြန့်လိုက်တယ်ဆိုတာတစ်ချက်ပြီးတစ်ချက်ဖြစ်လာမယ့်အရာလေးတွေကိုပြောတာဆိုတော့အဲ့ဒဇိတ်ကိုဖြန့်နေသူကဘယ်သူဖြန့်မလဲဆိုတော့မရှိဘူးတဲ့ဖြန့်မဲ့သူမရှိဘူးဆိုတော့နောက်ဆုံးဘယ်သူကဖြန့်နိုင်လဲဆိုလို့ရှိရင်သိုးတငယ်ဆိုကျွန်တော်တို့အတွက်ကိုအာလောကမှာအပြစ်ကြွေးဆက်ပေးခဲ့တဲ့ခရစ်တော်ကိုပြောချင်တာပါဒါပုံဆောင်ချက်နဲ့ပြောတာခရစ်တော်ကဖြန့်နိုင်တယ်ဆိုတော့အဲ့မှာပြောပြတယ်ဆိုတော့ဒီမှာလဲဒါကိုပြောပြတယ် တော့ငွေ90မှာကုရောဒီအတိတ်ချင်းကိုခံတော်မူသောအဖြစ်အတီးသည်ဘာသာစကားကိုပြောသောလူအမျိုးနွယ်ခက်သိန်းတို့အထဲမှာကျွန်ုပ်တို့ကိုယူ၍အသွေးတော်နှင့်ဘုရားသခင်ဖို့ရွေးနှုတ်တော်မူ၏ကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာဆိုတော့ခမည်းတော်ဖရာရဲ့အရှိမှာရှင်ပြန်အရာနဲ့၎င်းယစ်ပရောဟိတ်အရာနဲ့၎င်းခန့်ထား၍မြေကြီးပေါ်မှာစိုးဆန်ရသောအခွင့်ကိုပြီးတော်မူ၏ထို့ကြောင့် ကိုယ်တော်သည်စာဆောင်ကိုခံယူ၍တစိတ်တို့ကိုဖွင့်တိုက်တော်မူသည်ဟုအသစ်သောတခြင်းကိုတည်၍ရှောက်ဆိုကြ၏ဒါဗျာဒိချံခန်းကြီးငါငယ်တစီမှာပေါ်ပြတာလေမြည်ကြီးပေါ်မှာရှင်ပြေအရာ၌၎င်းယစ်ဘရဟိအရာ၌၎င်း तू ကပြီးမင်းဆိုရဲရမှာဒါကဘာလဲဆိုလို့ရှိရင်ခုနကျွန်တော်တို့ကကောင်းကင်ကနေဖယားစကားတိုင်းမြည်ကြီးပေါ်မှာအသက်ရှင်ခဲ့လို့ခရစ်တော်ရဲ့တရားပြင်မှာ စုချင်းမြင့်ရင်ခင်ရပြီဆိုလို့ရှိရင်အနှစ်တစ်ထောင်မှာခရစ်တော်နဲ့တူခရစ်တော်ဒီဘယင်တကာတို့ရဲ့ဘယင်ဖြစ်တယ်ကျွန်တော်တို့ကဘယင်နေအနေနဲ့ယစ်ဘရဟိတ်ဒီအနေနဲ့ခရစ်တော်နဲ့လောကမှာရှိနေတဲ့ကျန်တဲ့ညီကြီးသားတွေခရစ်တော်နဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာချိတ်ဆက်ပြီးတဲ့ယစ်ဘရဟိတ်သူတို့ပြန်အုပ်ချုပ်ကြတဲ့ရှင်ပြန်အနေနဲ့ဘုရားသခင်စုဆိုင်ရတဲ့အခွင့်ပေးမယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်။ဒါကြောင့် ဒါလေးကိုကျွန်တော်တို့နှလုံးသွင်းလို့ရတယ်။တမန်တော်ရှင်ပေါ်လူကတိမိုသေလေးကိုပြင်ပြီးတော့မှ remind လုပ်ပြီးဒါရီသူအများကြီးပြောပြထားပြီးပြီဖြစ်လိမ့်မယ်။ဆိုတော့ဟောငါချစ်တာငါညီလေးတိမိုသေဆိုတော့ငါကအခုခရစ်တော်ကြောင့်ဒီလိုခံရတယ်။ဒါပေမဲ့ငါဘာမှစိတ်မပြေ။ငါ့ကိုဒီလိုလာချီနှောင်ထားလို့မရဘူး။ပြီးတော့ငါကအချိန်တန်ကြရင်ခရစ်တော်နဲ့အတူတူစိုးစံရတဲ့သူဖြစ်တယ်။မင်းလေ ခရစ်တော်ကြောင့်ဒုက္ခဆင်းရဲကိုခံမိဆိုလို့ရှိရင်အဲ့ဒီဒုက္ခဆင်းရဲကိုသီးခံတယ်ဆိုလို့ရှိရင်အချိန်တန်ကြာလို့ရှိရင်ခရစ်တော်နဲ့အတူတူစိုးစင်ရတဲ့သူဖြစ်မယ်ဆိုတဲ့အရာလေးကိုသွန်သင်ထားတယ်ကျွန်တော်တို့တယောက်ချင်းစီတိုင်းအသက်တာမှာလည်းဒါကိုကျွန်တော်တို့အာဆွေးလန်းရကျွန်တော်တို့ဒီခရစ်တော်အပြင်ခရစ်တော်ကြောင့်ခံရတဲ့ဒုက္ခဆင်းရဲပြဿနာရှိလာတယ်ဆိုလို့ရှိရင်သီးခံမှာဆိုတော့အချိန်တန်ကြာလို့ရှိရင်ခရစ်တော်နဲ့အတူတူစိုးစင်ရတဲ့သူတွေ ဖြစ်မယ်ဆိုရယ်နှုတ်ကပတ်တော်လေးနဲ့အားလုံးကိုဝင်ငှချင်ပါအားလုံးပေါ်မှာဖျက်ခင်တာရေးကောင်းချီးပေးပါစေ။